ားလုံးပဲမင်္ဂလာပါရှင်။ KK Channel ကနေပြီးတော့ပရိသတ်များအားလုံးကိုပြန်လည်ပြီးကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့ပရိသတ်များနားဆင်ဖို့အတွက်သစ္စာတရားနဲ့နဂါမင်းသားလေးဤကံကြမ္မာဆိုတဲ့ဇလံလေးကို အစအဆုံးတင်ဆက်ပေးသွားကြပါမယ်။ဇလံနားမစိခင်မှာတော့ Channel လေးကို Like and Subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုပါရစေ။ကျေးဇူးတင်ပါတယ်။ဒါဆိုရင်ဇလန်လေးကိုစတင်ပြီးတော့နားဆင်လိုက်ရအောင်ပါရှင်။တခါတော့ကတောင်းအုပ်ကြီးတစ်ခုထဲမှာ ၎င်းဇနီးမောင်နဲ့နှစ်ဦးကလူသားအသွင်ဖန်ဆင်းပြီးတော့လူသားရီလိုပဲရိုးရှင်တဲ့ဘဝလေးတစ်ခုကိုပျော်ရွှင်စွာနဲ့နေထိုင်ခဲ့ကြတယ်။သူတို့ကလည်းရာစိုက်ပြောရင်သူတို့ရဲ့ဘဝကိုရက်တည်နေခဲ့ကြတယ်။အရှင်ထီတော်ဦးကြီးကကျမတို့လုံခြုံစီမှာပါနော်။ကျမတို့ဒီမှာပဲအေးအေးချမ်းချမ်းနဲ့နေထိုင်ကြရအောင်ပါ။လူသားရီနဲ့ဝေးဝေးမှနေတဲ့ပြည့်ကျမတို့ဘယ်သူမှအနေမပေးနိုင်ပါဘူး။ပြီးတော့ကျမတို့ရဲ့သားလေးရာလည်း ီမှာပဲကြည်ပြင်းလာမှာပါ။ကျမတို့အုံရောက်အတူတူပျော်ပျော်ရွှင်ရွှင်နဲ့နေသွားကြမယ်နော်။ဟုတ်ပါပြီ။ဒီเจ้าကိုဘယ်သူမှမပြောပြနဲ့နော်။ငါတို့ကနှကားတွေဆိုတာကိုစိတ်ချပါအရှင်။ဒီเจ้าကိုကျမဘယ်သူမှပြောမှာမဟုတ်ပါဘူး။ကျမခရီးပေးပါတယ်။ကောင်းပြီလေ။ငါအခုလည်းလဲသွားရအောင်မယ်။ညနေမှာပြန်လာခဲ့မယ်။ဒါလေးကိုဂရုစိုက်နော်။အဲ့လိုနဲ့သူတို့နေရာပြောနေတဲ့စကားတွေကို အပြင်ဘက်မှာရန်နေတဲ့မြို့သမီးတယောက်ကကြားသွားခဲ့တယ်။ က္ကမင်းလေတဲ့ကိုထွက်သွားဖို့ပြင်နေတုံးပါပဲ။နက္ကမနန်းစနာကသူ့ကိုတားလိုက်တယ်။အမေအမေကြားခဲ့သမျှမြင်ခဲ့သမျှအားလုံးကိုဘသူ့ကိုမှပြင်ပြောပြပါနဲ့နော်။ကျမတောင်းမှန်ပါတယ်။ဒီကြောင့်ဟိုသာရွာလူတွေတိသွားခဲ့ရင် ကျမတို့အတွက်အသက်အန္တရာယ်ရှိနိုင်လို့ပါအမေ။တမီဘာမှစိတ်မပူပါနဲ့။ဒီကြောင့်ငါဘသူ့မှမပြောပြပါဘူး။ငါကတိပေးပါရဲ့။ဒီကြောင့်ငါရင်ထဲမှာပဲရှိနေမှာပါ။ အမေကြီးကို ကျွန်မယုံကြည်ပါရဲ့ရှင်။အမေကြီးကကျွန်တော်တို့မိသားစုပေါ်မှာထားရဲ့စေနာအတွက်လည်းကျွန်မအမြဲတမ်းကျေးဇူးတင်နေမှာပါ။အဲဒီနောက်မှာတော့အဲ့ဒီမျိုးသမီးဟာသူ့ရဲ့ရွာဘက်ကိုပြန်သွားခဲ့ပါတယ်။ဒါပေမဲ့သူ့စိတ်ထဲမှာတော့ဒီလိဝဲချက်ဟောတာငါလူအများသိအောင်ပြောပြလိုက်ရင် ရွာလူရငါ့ကိုလေးစားလာကြမှာ။ဘယင်ကြီးကတော့ငါ့ကိုသဘောကျပြီးစုတော်ငွေတွေပေးရင်ပေးမှာဆိုပြီးမကောင်းတဲ့အတွေ့တွေဝင်လာခဲ့တော့တယ်။အဲ့ဒီလိုနဲ့ဒေါ်သူစာဟာ သူ့ရွာကိုပြန်ရောက်တဲ့အခါမှာတော့လောဘကြီးရဲ့ရွာသားတစုကိုခေါ်ပြီးပြောလိုက်တာပေါ့ဟဲ့နင်တို့အလုံးသိကြလားတောအုပ်ထဲမှာနေရဲ့လင်းများနှစ်ယောက်က လူသားတွေမဟုတ်ဘူးသူတို့ကတကိုးရှိရဲ့ငကားလင်းများတွေတဲ့ငါတို့သာသူတို့ကိုတတ်ပစ်လိုက်နိုင်ရင်ငါတို့အလုံးဘေးကင်းသွားမှာပဲအဲ့လိုနေရွာသားတွေကတော်သူစားရဲ့စကားကိုရှုံးချပြီးတော့မကောင်းတဲ့ကြံစီတခုအတူတူကြံစီခဲ့ကြတယ်သူတို့ကငကားမင်းအိမ်ကနေအပြင်ထွက်လာတဲ့အချင်းကိုစောင့်ပြီး တက်ပြစ်ဖို့အတွက်အစီအစဉ်ဆွေးခဲ့ကြတယ်။နန်းစံနာငါအလုပ်ကိစ္စနဲ့အပြင်ခဏသွားလိုက်အောင်မေး။ညနေလောက်မှပြန်ရောက်မယ်။စိတ်မပူနဲ့နော်။ကိုကိုကိုကရိုးဆိုင်နေခဲ့။ကျမဘယ်လိုလုပ်စိတ်မပူပဲနေလို့ရမှာလဲ။ကိုဆိုရင်လူတိုင်းရာကျမတို့နောက်ကိုပဲလိုက်နေကြတာ။အရှင်တတိနဲ့သွားပါနော်။ဟုတ်ပါပြီကွာ။ငါကိုကိုကိုကရိုးဆိုင်ပါမယ်။မင်းလည်းကိုကိုကိုနဲ့တားလေးကိုကရိုးဆိုင်ပါ။မင်းတို့နှစ်ယောက်ကလည်းဒီလောကမှာငါမှဘသူရှိသေးလို့လဲ။ အဲ့လိုပြောပြီးတော့နဂါမင်းဟာတောအုပ်ထဲကိုထွက်သွားခဲ့တယ်။အဲ့ဒီအချိန်မှာပဲရွာသားတွေကသူ့ကိုဝိုင်းပြီးတိုက်ခိုက်ကြပါတော့တယ်။သူဟာအစွမ်းကုန်ခုခံကာကွယ်ခဲ့ပေမဲ့လူအများနဲ့တယောက်ဖြစ်နေတဲ့အတွက်ဘာမှမတက်နိုင်ခဲ့ဘူး။တနာကြနဂါမင်းဟာတရားရီပလဲဘွားနဲ့လဲကြသွားခဲ့ရတယ်။တမီးဟဲ့တမီးအမြင်သွားတော့ဟိုမှာနှစ်ယောက်ကြာကိုရွာလူတွေဝိုင်းရိုက်နေကြပြီ။သွားတော့သွားတော့သူတို့တွားလိုက်အောင်။မဟုတ်ရင်သူတို့ကနှစ်ယောက်ကြာကိုတက်ပြစ်လိုက်မယ်။ အဲ့ဒီစကားကိုကြတော့နဂါမဟာ မျက်လုံးတဲကနေမျက်ရည်တွေစီးကျလာခဲ့တယ်။အမေကြီးအမေကြီးကျမကိုဂရီပေးခဲ့တယ်လေ။ကျမတို့ရဲ့လျှို့ဝှက်ချက်ကိုဘသူ့ကိုမှမပြောပြပါဘူးလို့အခုဒါဘလို့ဖြစ်ရတာလဲ။တမီးရဲ့တကယ်တော့ငါလဲနေ့ကိုငါ့တမီးတောက်လို့သဘောထားတာပါ။ဒါပေမဲ့ဒါရီအလုံးဘလို့ဖြစ်သွားမလဲငါကိုယ်တိုင်လည်းမသိခဲ့ပါဘူး။တခြားတရားရုပ်ကများနင်တို့အကြောင်းပြပြလိုက်တာလားမသိဘူး။ အဲ့လိုနဲ့နဂါးမဟာသူ့သားလေးကိုရင်မှာပိုက်ပြီးငိုရိုရင်းနဲ့တောဟုတ်ထဲကိုပြေးသွားခဲ့တယ်။ဒါပေမဲ့သူပဲသိပါမလဲ။ဒီဖြစ်ပျက်အလုံးရဲ့တရက်ကဟာဒေါ်သူသားဆိုတာကိုပေါ့။ဒေါ်သူသားဟာနဂါးမထွက်သွားပြီးရဲ့နောက်မှာတော့သူတို့ရဲ့အိမ်ကိုမိရှို့ပြလိုက်တယ်။အရှင်ဒါရီအလုံးဘလို့ဖြစ်သွားရလဲ။ကျမအရှင်ကိုပြောခဲ့တာပဲ။ဒီလူသားတွေကိုယုံကြည်လို့မဖြစ်ဘူးလို့။ငါအဆင်ပြေပါတယ်။ဒါပေမဲ့နင်ယုံကြည်ခဲ့တဲ့အဖွားအုပ်ကပဲ။ ငါတို့အကြောင်းရွာသားတွေကိုပြောပြခဲ့တာသူတို့အားလုံးပေါင်းပြီးတော့ငှောက်ဒီလိုဖြောင်းလှုပ်ခဲ့ကြတာလူသားတွေကလိန်ညာတက်တယ်မရိုးသားဘူးအခုကျမဘယ်လိုလုပ်ရပါမလဲရှင်သူတို့ကကျမကိုလည်းတက်ပြကြတော့မှာကဲဇနီးလေးအခုအချိန်ကတိတ်မကြံတော့ဘူးဝန်းနေနေရတွေကိုခဏရက်ပြီးအရင်ဆုံးငါတို့ရဲ့နောက်ဆုံးမျိုးဆက်လေးကိုကယ်တင်ရမယ်ငါတို့သားလေးကိုကယ်တင်ဖို့အရေးကြီးဆုံးပဲအခုသူ့ကိုမင်းကြီးစီကိုခေါ်သွားလိုက်ပါ ူကပဲငါတို့သားလေးကိုလုံခြုံအောင်ထားနိုင်မှာသူကငါတို့သားလေးရဲ့အနာဂတ်ပဲအဲ့လိုပြောပြီးတော့မကြခင်မှာပဲနဂါမင်းဟာတည်ဆုံသွားခဲ့ပါတယ်အဲ့ဒီချိန်မှာတော့နဂါမလေးဟာရှင်ခွဲမတန်ငိုကြေးပါတော့တယ်သူထားရလိုက်တဲ့ချိန်မှာပဲရွာသားတွေကသူ့ကိုလေဝိုင်းပြီးရိုက်နှက်ကြတယ်ဒီလိုနဲ့နဂါမလေးဟာသူ့အသက်ကိုအနိုင်နိုင်ကယ်တင်ပြီးမင်းကြီးရဲ့နန်းတော်စီကိုရောက်ရှိသွားခဲ့ပါတယ်ဒါလေးဘာဖြစ်ဘူးနော် အမေရတည်သွားလဲပါဖြစ်ပါဦးကွယ်ဒါပေမဲ့ตาတော့အသက်ရှင်နေရမယ်လေအဲ့လိုနဲ့နဂါမဟာမင်းကြီးရဲ့နန်းတော်ကိုရောက်ရှိသွားပြီးဖြစ်ပျက်ခဲ့တဲ့မြောင်အကြောင်းစုံကိုရှင်းပြလိုက်တယ်အရှင်မင်းကြီးဒီကလေးကကျွန်တော်မျိုးမတို့မျိုးနွယ်ရဲ့နောက်ဆုံးမျိုးဆက်လေးပါသူ့ကိုကယ်တင်ဖို့ဟာအခုအရှင်မင်းကြီးရဲ့တောင်းဖြစ်ပါရဲ့ဗျာကျွန်တော်မျိုးမဟာအရှင်မင်းကြီးရဲ့တိုင်းပြည်ရဲ့ကပြည်သူတယောက်ပါကျွန်တော်မျိုးမရဲ့ခင်မုန်းကို ရွာသားတွေကရဲရဲစဲစဲဝိုင်းပြီးတက်ဖြတ်လိုက်ကြပါတယ်။ကျွန်တော်မျိုးမသားလေးလည်းအခုလုံးကြုံမှုမရှိတော့ပါဘူး။ဒါကြောင့်သူ့အရှင်မင်းကြီးစီကိုအနံဖို့ရောက်လာခဲ့ရပါ။ကျေးဇူးပြုပြီးသူ့မွေးစားဆောင်ရှောက်ပေးတော်မူပါဖေယား။တင့်ရဲ့အဖြစ်ကိုကြားရတာငါကိုယ်တော်မျက်စိတ်မကောင်းပါဘူး။ဒီကလေးကိုငါကိုယ်တော်မွေးစားထားပါမယ်။ကဲအခုကစပြီးဒီကလေးကငါရဲ့သားပဲ။ငါသူ့ကိုငါရဲ့သားအရင်တယောက်လို့ကျွေးမွေးဆောင်ရှောက်ပါမယ်။အရှင်မင်းကြီး ကျွန်တော်မျိုးမသားလေးကိုမွေးစားခဲ့တဲ့တွေ့အရှင်မင်းကြီးကိုအမြဲတမ်းကျေးဇူးတင်နေမှာပါဒါပေမဲ့ဒီနေ့ကျရင်တော့ကျွန်တော်မျိုးမသူ့ကိုပြန်လာခေါ်မှာပါအခုတော့ကျွန်တော်မျိုးမကိုတွားခွင့်ပြုပါအောင်ငါကိုတော့တင့်ကိုကတိပေးပါတယ်တင်ကလက်ထက်ကိုအနံခဲ့တဲ့အတိုင်းပဲတင့်ရဲ့ခလေးကိုတင့်စီကိုပြန်လဲအနံပါမယ်ဒါဟာငါရဲ့ကတိစကားပဲအဲဒီနောက်မှာတော့နဂါမဟာပင်လယ်သမုဒ္ဒရာစီကိုထွက်ခွာသွားပြီးအဲ့ဒီမှာရှိရဲ့ရှိဝဖရာရဲ့အနာမှာတရားကျင့်ကြံတော့တယ် ၎င်းမှထွက်သွားပြီးရဲ့နောက်မှာတော့မင်းကြီးရသူ့ရဲ့သားအရင်ကိုမင်းသားသူရိယတိတ်ဒီလိုအမိပေးပြီး၎င်းမရဲ့သားကိုတော့နန္ဒာတိတ်တိလိုအမိပေးခဲ့အေးသူတို့နှစ်ယောက်ကညီအကိုအရင်တွေတို့အတူတူကြီးပြင်းလာခဲ့ကြတာပေါ့လာနန္ဒာတိတ်တိဒီနေ့ငါတို့မေတော့ပူဇော်ဖို့အတွက်ကြာပန်းတမင်သွားခူးကြရအောင်ဟုတ်ကဲ့ပါနောင်တော့ဒါဆိုလေသွားကြရအောင်လေဘသူအရင်ဆုံးကြာပန်းကိုယူလာပြီးတော့မေတော့ပေးနိုင်မလဲဆိုတာကြည့်ကြတာပေါ့ အဲ့လိုနဲ့သူတို့နှစ်ယောက်ဟာပန်းခိုးဖို့တောထဲကိုထွက်သွားကြတယ်။ခဏကြာမှတော့သူတို့တောအုပ်ထဲကိုရောက်တဲ့အခါဒံယာရနေတဲ့တမင်တကောင်ကိုတွေ့လိုက်တယ်။နောက်တော့ဒီမှာကြည့်ပါဦး။တမင်လေးကိုတယောက်ယောက်ကသူ့ဒံယာရအောင်လှုပ်ထားရပုံပဲ။လာငါတို့သူ့ကိုကူညီကြရအောင်။အဲ့ဒီချိန်မှာတော့အကိုဖြစ်သူဟာနန်းတော့ကိုပြန်သွားနေနေပြီ။နောက်တော့ကတော့သွားနေပြီ။ငါပဲကူညီလိုက်တော့မယ်။အဲ့လိုဆိုပြီးတော့နန္ဒာသိတိဟာ သူရဲ့အဝိကိုဖျဲပြီးတမင်ရဲ့တံရကိုစိပေးလိုက်တယ်။မင်းအခုအနားယူဖို့လိုနေပြီ။အခုလောက်ဆိုရင်နောင်တော့တော့ပန်းခုပြီးတော့ပြန်သွားလောက်ပြီ။ငါလည်းသွားတော့မယ်။အဲ့လိုနဲ့နန်းသားတည်ပြီးလေတော်ရဲကနေထွက်သွားခဲ့ပါ යි ။အဲ့လိုနဲ့သူတို့နှစ်ယောက်လုံးဟာမဲတော့အတွက်ပန်းတွေယူပြီးပြန်ရောက်လာခဲ့ကြတယ်။အဲ့ဒီတိုင်းပြည်မှာပဲအလွန်ဆင်းရဲတဲ့တံတောင်းစားလင်မယားနှစ်ယောက်လေနေထိုင်ခဲ့ပါ යි ။မိမကြီးငါလည်းအသက်ကြီးလာပြီ။ တောင်ရန်စားတောက်မှုအင်အားလည်းမရှိတော့ဘူးအခုဆိုရင်ငါမမျက်စိလည်းကောင်းကောင်းမမြင်ရတော့တလို့လက်တွေခြေထောက်တွေကလည်းတုံနေပြီဒါဆိုရင်ကျမတို့ဘယ်လိုလုပ်ကြမလဲကျမတို့မှာအသက်ကြီးလာရင်အားကိုးရမယ့်တာသမီလည်းမရှိဘူးအရှင်ဒီနေ့မတောင်းနိုင်ရင်ကျမတို့အခုပါနဲ့ထမင်းစားကြမှာလေငါဒီတိုင်းပြည်ရဲ့မင်းကြီးကြောင့်အများကြီးကြဖို့တာတယ်။ "तू ကအရန်ကိုစေနာကောင်းတယ်"တဲ့။ငါသူ့စီကိုတစ်ခေါက်လောက်အကူကြီးသွားတောင်းကြည့်ရင်ကောင်းမလားပဲ။ ဟုတ်တယ်ဟုတ်တယ်အရှင်ပြောအမှန်လေမနေ့ပြန်အစည်းအဝေးရှိတဲ့အခါတွားလိုက်ပါအဲ့ဒီလိုနဲ့နောက်တနေ့မနေ့မှာတော့ပြမနာအိုဟာမင်းကြီးရဲ့နန်းတော်ကိုအကိုကြီးတောင်းဖို့ရောက်လာခဲ့ပါတယ်အရှင်မင်းကြီးကျွန်တော်မျိုးကဒီတိုင်းပြည်မှာတောင်းရန်စားတောင်းနေတဲ့တရောင်းစားတယောက်ပါ အရှင်မင်းကြီးစီကိုအကိုကြီးတောင်းခံဖို့ရောက်လာခဲ့ရပါဘလို့အကိုကြီးမျိုးလိုချင်လို့လေပြောပါအရှင်မင်းကြီးကျွန်တော်မျိုးကအခုဆိုရင်အသက်ကလည်း80နာကပ်နေခဲ့ပါပြီ ကျွန်တော်မျိုးမှာတာသမီလည်းမရှိပါဘူး။အခုဆိုရင်ဘသူစီမှာအလူမခံနိုင်တော့ပါဘူး။အိမ်မှာဇနီးတယ်လည်းရှိပါသေး။သူ့ကိုအခုဘလို့ကြွေးမွေးဆောင်ရှောက်ရမလဲလည်းမသိတော့ပါဘူးဗျာ။အရှင်မင်းကြီးရတာကျွန်တော်မျိုးကိုကူညီမယ်ဆိုရင် အရှင်မင်းကြီးရဲ့အခြေစိုးဘရောမမိမှမဟုတ်ပါဘူး။ကောင်းပြီလေ။ငါကိုရောမြတ်တင့်ကိုရွှေတင်းကအပြားတရားပေးမယ်။အဲ့ဒါနဲ့တင့်ဘွားကိုရက်တည်လိုက်ပါ။အဲ့ဒီနောက်မှာတော့မင်းကြီးကတရောင်းဆောင်အဖိုးအိုကြီးကို ရွှေတင်းကအပြားတရားပေးလိုက်ပါတယ်။ရွှေတင်းကရိရှာပြီးရဲ့နောက်မှာတော့သူကအယမ်းပျော်ရွှင်ပြီးသူ့အိမ်ကိုပြန်သွားခဲ့တယ်။ကြည်စံမိမဘင်းကငါ့ကိုရွှေတင်းကတရားပေးလိုက်တယ်။ကဲရော့ရော့ရော့ဒီရွှေတွေကိုတက်တာထဲမှာထည့်ထားလိုက်။ဟုတ်ကဲ့ပါအရှင်။တကယ်ပဲဘင်းကြီးအားစိတ်သဘောထားအယမ်းကောင်းတာပဲ။အဲ့လိုနဲ့နောက်တနေ့မှာတော့ပြမနာကတက်တာကိုဖွင့်စီလိုက်တဲ့အခါရွှေရီအလုံးမြေမုံတွေဖြစ်သွားတာကိုတွေ့လိုက်ရတယ်။ ။ပြမနာဟာဒါကိုမြင်ပြီးအံ့ဩတုန်လှုပ်သွားခဲ့။မိမကြီးကြည်စံငါတို့ရဲ့ရွှေတွေကမြေမုံတွေဘလို့ဖြစ်သွားရလဲ။အရှင်ဘရင်ကြီးစီကိုပြန်သွားပြီးဒီအကြောင်းစုံကိုပြပြလိုက်ပါ။အဲ့ဒီလိုနဲ့ဘရင်ကပြမနာကိုရွှေတွေထပ်ပေးခဲ့ပြီးမေအရှင်တို့ပဲထပ်ဖြစ်ခဲ့ပါ යි ။အဲ့ဒီခါမှာတော့ပြမနာဟာဒီအဖြစ်ပြည့်ရဲ့နောက်ွယ်မှာအကြောင်းရင်းတစ်ခုခုရှိရမယ်ဆိုတာကို နားလေသွားခဲ့တယ်။အရှင် ကျမတော့ဘာမှနားမလဲတော့ဘူး။ဒါရီအလုံးကဘာကြောင့်ဒီလိုဖြစ်နေရလဲ။ဒီနောက်ွယ်မှာဘာအကြောင်းရင်းရှိနိုင်မလဲ။ကောင်းပြီလေ။ငါနောက်ဆုံးတစ်ခေါက်ဘရင်ကြီးစီသွားပြီးအဖြစ်ပြအလုံးကိုပြောပြလိုက်မယ်။အဲ့လိုနဲ့နောက်တနေ့မှာတော့ပြမနာဟာဘရင်ကြီးရဲ့နန်းတော်ကိုထတ်သွားပြီးဘရင်ကလည်းအရှင်တို့ပဲရွှေတင်းကအပြားတရားပေးပြီးပြန်လွှတ်လိုက်တယ်။အမတ်ကြီးငါတို့ဒီပြမနာအကြောင်းစုံစမ်းရမယ်။သူကအမှန်ပြောနေရလားလိမ့်နေရလားဆိုတာကို အဲ့လိုနဲ့မင်းကြီးဟာညရောက်တဲ့အထိစပြီးညရောက်တဲ့အခါမှာတော့ပြမနာရဲ့အိမ်ကိုသွားပြီးအပြင်ကနေချောင်းကြည့်နေခဲ့တယ်။ခဏအကြာမှာတော့ပြမနာရဲ့အိမ်တဲကနေမင်းကြီးပြေးလိုက်တဲ့ရွှေတင်းကအိတ်ကိုကင်ထားတဲ့အရေးတခုထွက်လာတာကိုတွေ့လိုက်ရတယ်။ရှက်စံတင်းရဘသူလဲဒီရွှေအိတ်ကိုဘယ်လိုယူသွားမလို့လဲ။ငါကကန့်ချင်မှာပဲ။ဘသူမဆိုသူ့ရဲ့ကံကြမ္မာထဲမှာပါတဲ့အရာကိုပဲရနိုင်တယ်။ဘလောက်ပဲရွှေတွေပေးပေး ပြန်ကျင်မာထဲမှာမပါရင်ရွှေရီကလည်းမြေမော့အဖြစ်ပြောင်းလဲသွားမှာပဲဒီပြမနာကအရင်ဘဝမှာမကောင်းတဲ့အဖြစ်တွေလုပ်ခဲ့တယ်။ဒါကြောင့်သူ့ရဲ့ကံကြမ္မာထဲမှာအဥ္စာဒနာမရှိဘူး။ငါကဒီတိုင်းမြေဘရင်ပဲ။ငါရဲ့ပြည်သူတွေကောင်းစားဖို့ကိုပဲငါအမြဲတမ်းတွေးနေခဲ့တယ်။သူတို့ရဲ့အရင်ဘဝကမကောင်းတဲ့ကံကြမ္မာတွေရှိခဲ့တယ်ဆိုရင်ငါတင့်ကိုတောင်းပန်ပါတယ်။ငါရဲ့ကောင်းမှုကုသိုလ်တချို့သူတို့ရဲ့ဇယင်တွေကိုထည့်ပေးလိုက်ပါ။တနာစရာဒီအသက်ရွယ်ကြီးမှာ သူတို့ဘလို့လို့လောက်ကင်စားတောက်နိုင်ပါလေအရှင်မင်းကြီးငါအဲ့လိုလှုပ်ပေးလို့ရပါ诶ဒါပေမဲ့တခုတော့အမြဲတမ်းတတိရပါတင်းရဲ့ကောင်းမှုကုသူဘလောက်ကိုသူတို့စိရင်တွေကိုထက်ပေးမလဲအဲ့လိုပဲသူတို့စိရင်တွေကမကောင်းမှုကုသူတွေရတင့်စိရင်တွေကိုရောက်လာမှာနော်အဲ့ဒီရဲ့အကျိုးဆက်ကိုတင်ကိုယ်တိုင်ပဲခံစားရလိမ့်မယ်ကောင်းပြီလေငါလက်ခံပါတယ်အဲ့ဒီနောက်မှာတော့ရွှေရီဟာပြမနာစီကိုပြန်ရောက်သွားပြီး ။မရင်ကြီးကလည်းသူ့ရဲ့တိုင်းမီကိုပြန်သွားခဲ့ပါတယ်။အချိန်တွေအများကြီးကုန်လွန်သွားပြီးတော့မင်းသားနှစ်ပါးလုံးဟာအသက်20အရွယ်ကိုရောက်ရှိလာခဲ့ကြတယ်။ဒါတော့ခမဲတော်ဒီတိုင်းပြည်ကနေနှစ်ရက်လောက်အပြင်သွားစရာရှိရဲ့။ငါမရှိတဲ့ချိန်မှာငါတို့တိုင်းပြည်ရဲ့လုံခြုံရေးနဲ့ပြည်သူတွေရဲ့စောင့်ရှောက်မှုကိုသင်တို့နှစ်ယောက်တာဝန်ယူရမယ်။သင်တို့နှစ်ယောက်ဒါကိုလုပ်နိုင်ပါမလား။ခမဲတော်ခမဲတော်ပေးခဲ့တဲ့ပညာနဲ့ဆုံးမစကားတွေနဲ့ တားတော်တို့ဒါကိုအပြည့်ဝလုံးဆောင်နိုင်မှာပါဟုတ်ကဲ့ပါခမေတော်စိမပူပါနဲ့တားတော်နဲ့နောင်တော်နှစ်ယောက်ပေါင်းပြီးအားလုံးကိုထိမ့်သိမ်းဆောက်ရှောက်ပါမယ်အဲဒီလိုနဲ့နောက်တစ်နေ့မှာတော့ရွာသားတချို့ဟာငိုယိုပြီးညံတော်တွေကိုရောက်လာခဲ့ကြတယ်အရှင်မင်းကြီးကျွန်တော်မျိုးတို့အတိုင်းပြည်မှာတခိုးတွေအရန်ကိုတောင်းကျမ်းနေကြပါတယ်တောအုပ်ထဲမှာဓမြတစုရှိရဲ့လို့ကြားပါတယ်သူတို့ကအဲ့ဒီနေရာသွားရဲ့လူတိုင်းကိုလူရဲကြပါတယ်ကျွန်တော်မျိုးတို့ကိုကဲ့တော်မူပါ တင်းတို့စိတ်မပူကြပါနဲ့ငါကိုယ်တိုင် တော့ဟုတ်သေးသွားပြီဒီအဖြစ်ပြည့်ရဲ့နောက်ွယ်မှာဘယ်သူရှိလဲဆိုတာကိုစုံစမ်းစစ်ဆေးပါမယ်အခုတင်းတို့စိတ်ချလဲချနေအိမ်ပြန်လို့ရပါပြီနောင်တော့ဒီနေ့ကနောင်တော့ရင်ဝင်နေတယ်နောင်တော့ဒီနေ့မှာအနားယူသင့်ပါလေကျွန်တော်မျိုးခွင့်ပြုပါကျွန်တော်မျိုးတော့ဟုတ်သေးသွားပြီဒီကိစ္စကိုဖြေရှင်းပါမယ်မဟုတ်ဘူးနန္ဒာသိတိဒါကငါရဲ့တာဝန်ပဲငါဒါကိုပြီးဆုံးအောင်လုပ်ရမယ်နောင်တော့ ကျွန်တော်မျိုးကျိန်ဆိုပါတယ်ကျွန်တော်မျိုးအခွင့်အရေးတစ်ခုလောက်တော့ပေးပါဒါမှကျွန်တော်မျိုးလည်းတစ်ခုခုလုံနိုင်ပါကောင်းပြီလေဒါပေမဲ့တစ်ခုတော့သတိရပါငါတို့ပြည်သူတွေကိုဒုက္ခပေးရဘယ်သူ့ကိုမဆိုသူ့ရဲ့ခေါင်းနဲ့ကိုယ်နဲ့တနည်းအားစီဖြစ်အောင်လှုပ်ပြလိုက်အဲ့လိုနဲ့နန္ဒသေးဝီဟာတယောက်ထဲပဲမျိုးတွေကိုတွားခဲ့ပါတယ်အဲ့ဒီမှာငိုနေရဲ့ကလေးတယောက်ကို တွေ့လိုက်ကြတယ်ဘာဖြစ်လို့လဲတာလေဘာလို့ငိုနေရလဲကျွန်တော်အဖေနဲ့မိမနေ့ကတော့ရဲကိုထင်းသွားခုတ်တာ အခုတိပြင်မလာသေးလို့ပါကိစ္စမရှိပါဘူးစိတ်မပူပါနဲ့အခုငါတော်ရဲကိုတွားနေရမင်းရဲ့အဖေနဲ့အမေကိုလည်းခေါ်လာခဲ့မယ်ဒါကိုယူလိုက်ဒါကငါခမေတော်ငါ့ကိုလက်ဆောင်ပေးထားတာငါမင်းကိုပေးမယ်အဲဒီနောက်မှာတော့နန္ဒာတေဝီဟာတယောက်သေးပဲတော်ရဲကိုတွားခဲ့ပါတယ်အဲဒီမှာသူ့ကိုဓမြတစုကဝိုင်းထားလိုက်ကြတာပေါ့စီစမ်းပါအောင်ဘသူရောက်လာလာလဲလို့ဒီနေ့အစပဲတင်းတို့ရဲ့လူရဲမှုနဲ့အနိုင်ကျင့်မှုတွေအလုံးပြီးဆုံးသွားပြီလို့သာမှတ်လိုက်ကြတော့ ြီးကြသေးတာပေါ့ကွာမင်းကဘလောက်တောင်ဆွမ်းအားရှိတယ်ဆိုတာကိုအဲဒီနောက်မှာတော့သူတို့ကြားမှာတိုက်ပွဲတစ်ခုဖြစ်ပွားပြီးဓမြတွေအလုံးတယောက်ပြီးတယောက်ဒဏ်ရာရလာခဲ့ကြပါတယ်အဲဒီလိုနဲ့လမ်းမတွေးခဲ့တဲ့ကလေးငယ်ကသူတို့စီကိုရောက်လာခဲ့တာပေါ့တင်းဒီမှာဘာလုပ်နေရလဲဘာလို့လိုက်လာရတာလဲဒီတော့အရန်အနေနဲ့များတယ်ကဲပြန်တော့အဲဒီလိုနဲ့နန္ဒာတိတ်တိစကားပြောနေတော့မှဓမြတယောက်ကနောက်ကနေဓာတ်နဲ့ထိုးလိုက်တယ်သူရဲဘောကြောင့်လည်းကောင်းလေး တက်တင်းရှင်ငါနဲ့မျက်နှာချင်းဆိုင်တိုက်ခိုက်ကြပါလားအဲလိုနဲ့မင်းသားကတစ်ချက်တည်းနဲ့သူ့ရဲ့လက်ပင်ကိုဖျက်ပြက်လိုက်တယ်ပြီးတော့သူကိုယ်တိုင်လည်းအသက်စတေးကဲရတာပေါ့ဒုရယဒိတ်တီမျက်နှာဒိတ်တီကိုတွားခေါ်လိုက်ပါအောင်ငါတို့သူ့အတွက်မင်းသမီးတယောက်တွေ့ထားတယ်ခမဲတော့နန္ဒာဒိတ်တီကဒီလောကမှာမရှိတော့ပါဘူးသူဟာတိုင်းမီကို ကာကွယ်ဖို့အတွက်သူ့အသက်ကိုစတေးသွားခဲ့ပါပြီဒါနန္ဒာဒိတ်တီကဒီလောကကြီးထဲမှာမရှိတော့ဘူးဟုတ်လား တကယ်သူကငါ့ရဲ့ตาမဟုတ်ဘူး။ဒါပေမဲ့သူ့အမေကငါ့ကိုစောင့်ရှောက်ပေးပါလို့ပြောခဲ့တယ်။ငါလည်းသူ့အမေကိုဘမောင်ဖြစ်စေရပါလို့ကတိပေးခဲ့တယ်။အခုငါဘယ်လိုလုပ်ရမလဲ။ခမဲတော့ဖြစ်ပြီးသွားတာတွေကဖြစ်ပြီးသွားပါပြီ။အခုသားတော်နဲ့ခမဲတော့သူ့ရဲ့နောက်ဆုံးခရီးကိုပို့ဆောင်ပေးလိုက်ကြရအောင်ပါ။အချိန်တွေ ကုန်လုံးနေပါပြီ။အဲဒီလိုနဲ့သူ့အမေရဲ့တရားကျင့်ကြံမှုလည်းပြီးဆုံးသွားခဲ့တယ်။ဒီလိုနဲ့သူ့သားကိုပြန်ခေါ်ဖို့နန်းတော်ကိုလာခဲ့တယ်။ ဒါပေမဲ့ရုပ်တရက်သူ့အမင်းကြီးကိုတွေ့လိုက်တာပေါ့မင်းကြီးဘယ်တော့မလို့လဲညနာလည်းမကောင်းပါလားအခုကျွန်တော်မျိုးရဲ့သားကိုခေါ်ပေးပါဒီနေ့ကျွန်တော်မျိုးသူ့ကို ပြန်ခေါ်ဖို့လာခဲ့တာအဲ့နောက်မှာတော့မင်းကြီးဟာသူ့အမန်တရားအလုံးကိုပြောပြလိုက်တယ်မဖြစ်နိုင်ဘူးမင်းကြီးကျွန်တော်မျိုးမတင့်ကိုယုံကြည်လို့တင့်စီမှာအပ်ခဲ့တာတင်ပဲကျွန်တော်မျိုးမဂရိပေးခဲ့တယ်လေကျွန်တော်မျိုးမရဲ့သားလေးကိုအကောင်းပကတိတိုင်းပြန်ပေးပါမယ်ဆိုပြီးတော့ အခုကျွန်တော်မြို့မရဲ့တာကိုပြန်ပေးပါ။ငါ့ကိုခွင့်လွှတ်ပါ။ငါတင့်ရဲ့ယုံကြည်မှုချိုးဖောက်ခဲ့ပါတယ်။အခုငါ့ကိုနှစ်ရက်အချိန်ပေးပါ။ငါရဲ့အသက်ကိုပေးပြီးတင့်သားကိုအသက်ရှောင်လုပ်ပေးပါမယ်။အဲ့ဒီလိုမှမလုပ်ပေးနိုင်ခဲ့ရင်ငါလည်းကိုယ့်အသက်ကိုစတေးပါမယ်။ငါကတိပေးပါတယ်။အဲ့ဒီအချိန်ဒီဒီနန်းတော်မှာနေပြီးစောင့်ဆိုင်းနေပေးပါ။ဒီလိုနဲ့မင်းကြီးကအဖြစ်ပြက်အလုံးကိုသူ့ရဲ့ဆရာတော်ကိုပြောပြလိုက်တဲ့ဘယင်းမင်းကြီးဒါမဖြစ်နိုင်ဘူးလေ။ တည်ဆုံးသွားတဲ့လူကိုအသက်ပြန်ရှောင်လို့လို့မရနိုင်ဘူးဆရာတော်ဘလို့နည်းနဲ့ပဲဖြစ်စေသူ့ကိုအသက်ရှောင်လုပ်ပေးပါအဲ့လူမှမဟုတ်ရင်ကျွန်တော်မြို့တဲ့ဒီလောကကြီးထဲကနေထွက်သွားပါတော့မယ်နီးလန်တစ်ခုတော့ရှိရဲ့တရားရောက်ရဲ့ဝိညာဉ်ကိုသူ့ထဲကိုထည့်ပေးလိုက်ရင် သူ့အသက်ပြန်ရှင်နိုင်တယ်ကောင်းပြီဆရာတော်ကျွန်တော်မြို့ရဲ့အသက်ကိုနန္ဒာတိတ်တည့်ရဲ့ခန္ဓာကိုယ်ရဲ့ကိုထည့်ပေးလိုက်ပါဘယင်းမင်းစီတင့်ရဲ့အသက်ကကြီးနေပြီသူ့ရဲ့အသက်ရွယ်နေတူတဲ့ တရက်ရောက်ပဲလို့ရယ်ဆီရတော့ကျွန်တော်မျိုးရဲ့အသက်ကိုထပ်ပေးလိုက်ပါ မဟုတ်ဘူးသားတော်ဒါကသားတော်နဲ့မဆိုင်ဘူးခမဲတော်သားတော်ရဲ့အသက်ထဲခမဲတော်ရဲ့ဂရိစကားပို့အရေးကြီးပါတယ်ခမဲတော်ကနန္ဒာသိတိရဲ့အမေကိုဂရိပေးခဲ့တယ်လေသားတော်ရှိနေသေးခမဲတော်ရဲ့ဂရိစကားကဘရောမအလဟတံဖြစ်စီရပါဦးအဲ့လိုနဲ့မင်းကြီးကသူ့စကားကိုလက်ခံလိုက်ပြီး ဆရာတော်ကမင်းသားဒုရိယသိတိရဲ့အသက်ကိုနန္ဒာသိတိရဲ့ခန္ဓာကိုယ်ရဲ့ကိုထက်ပေးလိုက်တယ်။အဲနောက်မှာတော့နန္ဒာသိတိကအသက်ပြန်ရှင်လာခဲ့တယ်။လွန်ခဲ့တဲ့အနည်း20ကတင့်ကိုပေးခဲ့တဲ့ဂတိစကားကိုဒီနေ့ငါပြီးဆုံးအောင်လုပ်ပေးခဲ့ပြီ။တင့်ရဲ့တောင်းအကောင်းပကတိတိုင်းတင့်စီကိုပြန်အပ်နှံလိုက်ပါပြီ။တွားသူ့ကိုခေါ်သွားပါတော့မင်းစီဒီနေ့တင့်ဟာဘရင်အစ်စ်မန်တပါဖြစ်တယ်ဆိုတာကိုတက်တည်ပြခဲ့ပြီ။တင့်ရဲ့တောင်းအသက်ကို ျွန်တော်မျိုးမရဲ့တာကိုပေးခဲ့တယ်။နောက်ခေတ်တွေမှာဆိုရင်ဒီလောက်ကျင်းလာပြီးဆက်လွတ်နိုင်တဲ့သူဆိုတာရှားပါလိမ့်မယ်။တင်ရအခုတင့်ရဲ့ဂရီစကားကိုတည်နိုင်ခဲ့ပြီ။အခုကျွန်တော်မျိုးလည်းကျွန်တော်မျိုးမရဲ့ဂရီစကားကိုတည်ရမယ်။အရှင်ရှိဝဖရာတကယ်လို့ကျွန်တော်မျိုးမအနည်း20လောက်စိတ်ရင်းအမှန်နဲ့တရားချင်းကြံခဲ့မယ်ဆိုရင်ဒီမင်းသားလေးအသက်ပြန်ရှင်လာပါစေ။ကျွန်တော်မျိုးမဒီစုတောင်းမှုလေးတစ်ခုပဲလိုချင်ပါတယ်ဖေ။ဖယင်းမင်းကြီး သင်မက်မိသေးလားသင်တကားအဖို့တောင်ရဲ့မကောင်းမှုကုသိုလ်သင်ယူခဲ့တာလေဒါရီအလုံးဟာအဲ့ဒီရဲ့အကျိုးဆက်ပဲဒါပေမဲ့သင်ရဲ့ဆွန့်လွတ်မှုတရားမျှတမှုကျင့်နာမှုဒါရီအလုံးကြောင့်သင်ပေါ်မှာရှိရဲ့မကောင်းမှုကုသိုလ်တွေပျက်စီးသွားခဲ့ပြီပြီးတော့သင်ရဲ့သားကလည်းအခုအသက်ပြန်ရှင်လာတော့မှာအဲ့လိုနဲ့မင်းကြီးရဲ့သားကလည်းအသက်ပြန်ရှင်လာခဲ့ပါပြီကောင်းပြီမင်းကြီးအခုသင်ရဲ့သားလည်းအသက်ပြန်ရှင်လာခဲ့ပြီဆိုတော့ကျွန်တော်မြမကိုတောင်းခွင့်ပြုပါအောင် မင်းရဲ့တောက်လည်းပြန်ခေါ်သွားအောင်လေမင်းကြီးဒေတာကိုကျွန်တော်မျိုးမကမွေးဖွားခဲ့ရပဲရှိရပါကျွေးမွေးပြုစုစောင့်ရှောက်ခဲ့ရတဲ့မှာပဲသူ့မှာတင့်ရဲ့ဆုံးမစကားပဲရှိနေတာပါကျွန်တော်မျိုးမနဲ့အတူတူလိုက်နေရင်သူပါလုံနိုင်ပါလေတင်းနဲ့အတူတူနေရမှပြည်သူတွေကိုကာကွယ်စောင့်ရှောက်နိုင်မှာဒီနေ့အစပဲဒေတာတင့်ရဲ့သားဖြစ်သွားပါပြီအခုသူ့ကိုတင့်ရဲ့လက်ထဲနောက်တစ်ကြိမ်အပီ အနှံခဲ့တယ်မင်းကြီးဒီပုံမြင်ကနေရရှိရတဲ့သင်ခန်းစာကတော့ ခရီးစကားတလုံးရဲ့တန်ဖိုးဟာအတန်းနဲ့ထက်တူအရေးကြီးရဆိုရပါပဲ။မင်းကြီးနန္တာသူရိယာဟာသူ့ပေးထားတဲ့ကလေးကိုတီးဖို့အတွက်ကိုယ့်ရဲ့သားအရှင်အသက်ကိုတောင်စတေးဖို့ဝန်မလေးခဲ့ပါဘူး။ဒီလိုမြင့်မြတ်တဲ့စိတ်ဓာတ်နဲ့ဆွန်လိုအနေနာခံမှုတွေကြောင့်ပဲသူအကန့်ကြမဆိုးကနေလွတ်မြောက်ပြီးနောက်ဆုံးမှာတော့ပျော်ရွှင်စရာမိသားစုဘဝကိုပြန်လည်ပိုင်ဆိုင်နိုင်ခဲ့တယ်။ဒါ့အပြင်သွေးသားတော်ဆန်မှုတွေကျွေးမွေးပြုစုဆောင်ရှားမှုက ပိုပြီးတန်ဖိုးရှိရဲဆိုတာကို ၎င်းမှနန်းစင်တာကတက်တည်ပြသွားခဲ့ပါတယ်။သူဟာသူ့သားရဲ့ပျော်ရွှင်မှုနဲ့အနာဂတ်တွေကိုကြိုးစွန်ပြီးသူ့သားကိုမွေးစားခဲ့တဲ့မင်းကြီးလက်ထဲပေါ်ပဲ ပြန်လည်အနှံခဲ့ပါတယ်။ဒါကြောင့်တကယ်မိသားစုဆိုတာမေတ္တာစေတနာနဲ့နားလည်မှုတွေနဲ့တိဆောက်ထားတာဖြစ်တယ်ဆိုတဲ့အကြောင်းကိုဒီပုံမြင်လေးကနေဖော်ပြနေပါရဲ့ရှင်။